မင်္ဂလာပါရှင်မိုးလေဝဲသားနဲ့ဇလာဗေဒညွှန်ကြားမှုအစီအထာနာကနေဧပြီလ26ရက်ဒီကနေ့နနက်9:00နာရီအချိန်ထုတ်ပြန်လိုက်တဲ့သတင်းကိုကြေညာပါမယ်ရှင်ကပလီပင်လယ်ပြင်နဲ့မင်္ဂလာပင်လယ်အော်တာမိုက်တို့တွင်တိတ်အိတ်တင်မှဒိတ်ထူထပ်နေပြီးကြံမင်္ဂလာပင်လယ်အော်ရင်တိတ်နေငယ်ဖြစ်ထွန်းနေပါတယ် ဒီကနေ့ညနေဒီခမ်းမန်းချက်ကတော့တနင်္လာရီတိုင်းဒေသကြီးနဲ့ကချင်ပြည်နယ်တို့တွင် နေရာကျကျစကိုင်းတိုင်းဒေသကြီးအထက်ပိုင်းကရင်ပြည်နယ်နဲ့မွန်ပြည်နယ်တို့တွင်နေရာကွယ်ဆောင်မှုထိဆုံးရပါမယ်။ရွာရံတို့80ဖြစ်ပါတယ်။ကြံတိုင်းဒေသကြီးနဲ့ပြည်နယ်တို့တွင်တိမ်သေးသေးဖြစ်ထုံးပါမယ်။ မိုးတိမ်တောင်ဖြစ်ပေါ်မှုအခြေအနေအရသတင်းသာရေးတိုင်းဒေသကြီးတွင်မိုးတိမ်တောင်များဖြစ်ထွန်းလျက်ရှိပြီးအဆိုပါမိုးတိမ်တောင်များ၍ရှာရနေရာတစ်လျှောက်တွင်မိုးရွာသွန်းခြင်းနှင့်အတူလေပြေတိုက်ခိုက်ခြင်းမိုးထေချုံခြင်းမိုးကြိုပြစ်ခြင်းလျှက်စည်းလက်ခြင်းနှင့်မိုးဒီကျွေခြင်းစရယ်မိုးလေဝသဖြစ်စဉ်များဖြစ်ပေါ်နိုင်တဲ့အတွက်ကြိုတင်သတိပြုနိုင်ပါရန်အကြံပြုအပ်ပါသည်မြမပင်လေပြင်းတွင်လှိုင်းနေငယ်မှလှိုင်းသိမ်းတင်ရှိပါမည်လှိုင်းမြင်မှမြမကန်ရတစ်လျှောက်နှင့်ကန်လိုပင်လေပြင်းတွင်လေးပင်မှခုနှစ်ပေခန့်ရှိနိုင်ပါသည် နောက်နေ့အတွက်ခမန်းချက်ကတော့စကိုင်းနိုင်ဒေသကြီးအထက်ပိုင်းတနင်္သာရီတိုင်းဒေသကြီးကချင်ပြည်နယ်၊ကရင်ပြည်နယ်နဲ့မိုးပြည်နယ်တို့တွင် နေရာကွက်ကြားမှနေရာကျကျဲမှုထိဆုံးရပါမယ်။နေပြီးတော့ရန်ကုန်မြို့မန္တလေးမြို့နယ်အနီးတစ်ဝိုက်အတွက်ဒီကနေ့ညနေအထိခမ်းမကျက်ကတော့တိမ်အသင်တေပြထုံးပါမယ်ရှင်။